ဟုတ်သေးတယ်ဗျအဲမင်းမလူဟမ်ဖိုက်ကြုံပြုံးမင်းအယုံကြလေနော်အဲ့လိုမင်းကလေးကိုသွားပြီးကင်လို့မရဘူးဟုတ်ပြီလားမင်းသားဖမ်းမောက်ကင်ပြီးတော့ဟုတ်ကဲ့ကျေးဇူးပါဆိုတော့ဟုတ်ကဲ့ကလေးစိတ်နဲ့ဇယုတ်ကိုမင်းလက်ခံလိုက်တာ အာနောက်တစ်ခုလုပ်ချင်တဲ့ character တစ်မျိုးလားမတူတာလို့ချင်လို့လားဘယ်လိုကြောင်းလို့ဘယ်လိုပြောမလဲဟုတ်ကဲ့ပထမအဦးဆုံးကတော့ကျွန်တော်တေးဥဆောင်ဖြစ်ရှင်တဲ့ကြောင့်မလို့ကျွန်တော်တေးဥဆောင်ဖြစ်ရမယ်ဆိုလို့ရှိရင် character မျိုးစုံတေးဥဆောင်တက်မှရမှာပါအဲ့တော့ကျွန်တော်ပေးတာတဲ့အခွင့်အရေးတွေမှာမတူညီတဲ့ဇက်ကောင်တွေဆိုလို့ရှိရင်ကျွန်တော်လုပ်ကြည့်ခြင်းနဲ့စိတ်ဖြစ်တည်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကားလေးကိုလက်ခံပြေကူဖြစ်တာပါ ဘလို့တို့တို့ပြင်ဆင်လဲဘလို့တို့ဒီဇိုင်းဟုတ်ခါတော့တော့မလုံးနိုင်ဟုတ်ကဲ့နောက်ပြီးတော့ဒီကိုခန္ဓာကိုယ်နဲ့ကိုယ်ကလာနေဒီ clean စိတ်နဲ့ဖြစ်အောင်ဟုတ်ကဲ့ဒီတနခါလေးလေးတော့ဒီလိုဘူးနဲ့ဒီလိုဒီလိုဖြစ်အောင်ဘယ်လိုလုပ်ရလဲဟုတ်ကဲ့ဒီဒီကင်တာကျွန်တော်ပထမဦးသလုပ်တော့မဟုတ်ပါဘူးအရှိမတခြားတေးဆောင်တွေဘောင်များစွာလုတ်ခဲ့ပြီးသားကာရိုက်တာတစ်ခုပါသို့တော့ကျွန်တော်ပထမဆုံးချင်းခဲ့တဲ့အချိန်မှာတော့ အဲအမတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကလေးတွေရဲ့အမူအရာအသွင်ပြေတွေကိုကျွန်တော်အရင်ဆုံး inspire ယူပါတယ်အခုနကကျွန်တော်ပြောအသက်30နဲ့30နဲ့ဝင်းကျင်ရားထဲမှာရှိနေတဲ့ကလေးတွေရဲ့ဒီ emotion တွေကိုအဓိကကျွန်တော်ချင့်ခဲ့တယ်ပေါ့နော်သူတို့စိတ်ဆိုးဒေါသထွက်အဲ့လိုမျိုးငိုတဲ့အခါကျလို့ရှိရင်ဒါမှမဟုတ်ရှင်စိတ်ကောက်တဲ့အခါဒါမှမဟုတ်လိုချင်တဲ့အခါကျဘလို့ပူစားတဲ့ပုံစံမျိုးတွေရှိတဲ့ပုံစံမျိုးတွေကိုအင်ချင့်ခဲ့တယ်ပေါ့နော်အဲ့ဒီဟာလေ့လာပြီးတော့မှဝေစားပိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်တော့အရင်အရှိရှိ character တွေနဲ့ မတူတမှုထူးခြားပြီးတော့ခုပုံစံလေးဖြစ်အောင်လို့ဒီလိုပုံစံမျိုးလေးကျွန်တော်အိမ်မှာဆန်းဝစ်ကြည့်တဲ့အချိန်မှာသဘောကျသွားတဲ့ခါကျတော့ဒီလိုပုံစံလေးကိုကျွန်တော်ကဝတ်ဆင်လိုက်တာပါအာစတ်ထုတ်ခရဲအောင်ပေးတတ်တဲ့ကြီးရတယ်ဟုတ်ကဲ့ သူကျွန်တော်လက်နေရပါဘာဖြစ်ဆိုတော့အဲကျွန်တော်ကျွန်တော်ကဒီကားထဲမှာဟိုပါပေါ့ကျွန်တော်နဲ့မာကြီးနဲ့ကတော့ကိုမင်းမြတ်ကိုအဓိကကမှွေနေရတာပေါ့နော်အဲ့တော့သူကကျွန်တော်တို့နှစ်ယောက်အတန်ကြားတယ်ဆိုလို့ရှိရင်လက်နေတာပေါ့အဲအဲ့လိုမျိုးပါပဲဒီမြတ်ကိုခံပြီးတော့ဆော့တယ်ဆိုတော့ဟိုဘောတော့တော့တင်ဆော့တယ်ဒါဒီဘလိုလေးစဉ်းစားခဲ့တာဟုတ်တော့ဒါကဖိတ်တဲ့ဘောလဲကြားတယ်ဟုတ်ပဲကိုဒီလိုရတာလည်းကောင်းတယ်လို့ပြောတာ ဥစော်နဲ့ပတ်သက်လာရင်ကျွန်တော်ဥစော်ကားလည်းကျွန်တော်ထမ်းရတယ်ဒေတာပြီးကြည့်ကြည့်ပါဥစော်ကားတွေဆိုရှင်ကျွန်တော် အမြဲတရားမို့တရားကိုခြိကိုင်းတယ်ဒီကားမှလည်းပဲအဲ့လိုမျိုးပေါ့နော်အဲအမင်းရဆိုရှင်မိမဲကိုခြိပြီးအဲ့လိုပြေးလိုက်တော့ဆိုဟာဥစော်တကယ်လောက်ရမှာလားအေးတကယ်လောက်တယ်အဲ့လိုဆိုအာခဏခဏအဲ့လိုမျိုးစဉ်းနေဖြစ်သွားတာအဓိကတော့ကျွန်တော်တို့ရိုက်ကွေးပေါ်မှာဆိုလို့ရှင်တော့ရိုက်ကွေးဒရိုက်တာဆိုတဲ့အတိုင်းဥစော်ရဲ့လမ်းညွှန်မှုအောက်ကပဲကျွန်တော်သွားရတာပေါ့ရိုက်ကွေးတော့ဘယ်လောက်ကြည့်ခဲ့ရလဲမသိဘူးဒီမှာတော့ပြည့်တဲ့တောင်းဝါတဟာအဲ့ဒါကိုကြောက်လာဘောရတော့ဘယ်လောက်ဆုံး ရှိရတယ်ရှိရတယ်အဲ့ခုနကတော့ကျွန်တော်တို့ဟိုဟာပေါ့နော်အဲ့ဂရေပေါ်မှာကိုမြင့်မင်းနဲ့နှစ်ယောက်ဖြစ်ဖြစ်တဲ့စင်းလေးတွေဆိုလို့ရှိရင်လည်းပဲဒီရိုက်ကွေးဖွဲ့သူဖွဲ့သားတွေကနောက်မှရှိနေကြတောက်လျှောက်ကိုသိရမလားအဲ့လိုမျိုးပေါ့တကယ်အဲပျော်လဲပျော်ဖို့ကောင်းပါလေဒီစူပါလေးတွေရုပ်ရှင်ကားရတာလေကျွန်တော်ကနည်းနည်းဟိုကလိတာလားရောက်ပါပါဖင်လက်ပုတ်သိတယ်ဒါပေမဲ့ဖင်လက်နိုင်တော့လေဟိုအဲ့ဒါနေတချို့ဟာကြတော့ အဲဒီကျွန်တော် script ထဲမှာမပါဘူးဗျအဲခုနကတော့ဖိပုတ်တိတ်ပြီးတော့မိထီလာကံဝယ်ဆိုတဲ့ဟာကြတော့ကိုမင်းပဲနဲ့ကျွန်တော်လည်း on scene ပေါ်ရောက်တော့မှတိုင်ပေးလိုက်တာပေါ့နော်အကိုကြီးညီလေးတို့အဲ့လိုလေးလုံးကြမလားအဲအကိုကလည်းအဲ့လိုဒါလေးမထက်ထဲလိုက်ဆိုအဲ့လိုမျိုးတိုင်ပင်ပြီးတော့ညှိနှိုင်းပြီးတော့ကျွန်တော်လုံးကြတာပေါ့နော် shoot shoot တော့ scene အများစုပေါ့နော် အကိုရဲ့ကျွန်တော်ရဲ့နှစ်ယောက်ပေါင်းပြီးတော့အဲ့လိုလှုပ်လိုက်တဲ့ဟာလေးတွေများပါတယ်အဲအဲ့ဒါကြောင့်လေပို့ပြီးတော့ပြည့်စုံသွားတာပေါ့ဟုတ်တယ်သူကအဒီခနဲ့လုံးတယ်သူကတော့ဖေးစိတ်နဲ့လုံးရတယ်ဟုတ်တယ်ဒီဒီလုံးဒီတက်ခုခဏပုံနဲ့ပို့လို့ပေါင်းနေပြောမလားဘယ်လိုလုပ်မလဲကျွန်တော်ကတော့ဟိုပါပေါ့နော် အဲကျွန်တော်ရဲ့ကျွန်တော်ပေးလာတဲ့ character တိုင်းပုံမှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုကတော့ဘယ်တော့မှနှောက်ယှက်တော့မဖြစ်ပါဘူး။ဘာဖြစ်ဆိုတော့ကျွန်တော်တို့တိရစ္ဆာန်တွေဆိုတာစိတ်အဓိက100%နဲ့ပဲသွားရတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပေးတဲ့ character တွေရဲ့စိတ်ခံစားတတ်ဝင်မှုကိုပဲကျွန်တော်တွင်းလိုက်တာပေါ့နော်။စိတ်အဓိကတော့ခုနကဒီ character ဝင်ဖို့အတွက်ကိုပဲအယုံဆိုင်လိုက်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ခုနကတော့လှပခြင်းတွေအဲဒီခန္ဓာကိုယ်တိဆောက်မှုတွေကအရေးမကြီးတော့ပါဘူး။အဲ့ဒီကိုယ့်ရဲ့စိတ်ခံစားမှုရဲ့အနောက်ကိုလိုက်သွားတဲ့အခါကျအဆင်ပြေပါတယ်။ဒီ click character နဲ့ဒါ click စိတ်နဲ့ဆိုတာ လိုချော့တာမှလည်းဒီလိုရမယ်ဟုတ်တယ်အဲ့လိုပြောတာဟုတ်တယ်တယ်အဲအရင်ဆုံးကတော့ပထမဆုံးရက်ကတော့ဟိုနည်းရှက်တာပေါ့နော်တခါဒါပေမဲ့အဲ့ပထမဆုံးတည့်ရဲ့ပထမဆုံးစင်းမယ်တော့လည်းနည်းနည်းလေးခက်ခဲဖြစ်တာဒါပေမဲ့အဲ့နောက်ပိုင်းကတော့ကျွန်တော်ရိုက်ခွေးပေါ်မှာနေတယ်ဆိုလို့ရှိရင်အဲ့ဝစ်စုံနဲ့အဲ့ပုံစံတိုင်းမျိုးချွတ်တော့အဲ့လိုမျိုးပဲနေတာဆိုတော့အာစင်ပြပါတယ်ကျွန်တော်လည်းအကောင်းဆုံးဒီ garden မှာကြိုးစားထားပါတယ်အဲ့တော့ကျွန်တော်အောက်တိုဘာလ3ရက်နေ့ တနင်္ဂနွေလုံးမှာယုံနေပြတ်တဲ့ခါကြလို့ရှိရင်အခုကြည့်ရှုနေတဲ့မိဘပြည်သူတွေအချစ်ခင်ရတငယ်ချင်းတွေနဲ့မိတ်ဆွေတွေအားလုံးစူပါလေဒီရုပ်ရှင်ကားကြီးကိုကြည့်ရှုဝန်းရံပေးဖို့အတွက်ကိုကျွန်တော်ဒီနေရာနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ပြင်းပြနဲ့ပတ်ရတယ်ပါလို့ရှိမှာဘလို့ဆိုတူနဲ့တူနဲ့လားသူ့ကိုပဲကွာကတာလေအဲပြင်းပြတော့သူမမနဲ့တရားကိုသူပဲအိတ်နေရတယ်ပြပေါ်မှာအိတ်လို့လည်းတူအောင်မှာအိတ်လို့လည်းတူအဲနိုဘူးဝဲတဲ့စီးရီဆိုရှင်အမှတ်ရပါပဲနိုဘူးဝဲတဲ့စီးရီဆိုကျွန်တော်တို့ကနိုတက်ကြိုက်တာဟုတ်တယ်အပြေမှာအပြေမှာကျွန်တော်တို့ရရတဲ့အခါကျတော့အပြေအောက်ထိုးမှာလည်းအဲ့လိုရည်စရာလေးဖြစ်နေတာတော့ အဲ့ကလေးကဘေးကလူတွေကသဘောကျကြပါလားဟုတ်အဲ့တော့ဟိုသွားပြီးတော့ဒီကိစ္စကိုသွားပြီးတော့လို့ဆုတ်ပြန်သွားတော့တယ်ပြည့်လက်ပြီးတော့ဟာအဲ့ဒီမှာထိုင်ပြီးတော့ကြည်ကြအဲ့နေရာလေးကအဲ့ဒီပလော်ကတော့ဥစော်ရဲ့ပလော်ပါအဲ့ဒီဟာဥစော်အဲ့လိုသူ idea ပထမလိုမျိုးစဉ်းစားစဉ်းစားရေကွင်းပေါ်ရောက်တော့မှဥစော်ရဲ့အားသာချက်ကကြတော့ဟိုရေကွင်းပေါ်ရောက်တဲ့ခါကျရရှိသူ့ရဲ့အာဝါဝါပဲပြောရမှာတော့ဘယ်လိုနော်အတွေ့အကြုံအရာကဒီလိုစင်းလေးတွေဒီလိုပလော့လေးတွေထည့်မယ်ဆိုပြီးအစ်စ်ထွက်ထတ်တိုးတဲ့ဟာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ အာဥစ္စာရဲ့လမ်းညွှန်မှုအောင်နောက်ကပဲလိုက်တဲ့တကြောင်မျိုး OK ပါလေဟုတ်ဒါဆိုရင်ဘုရားဘယ်အများတို့ဖိရတဲ့ကလုပ်ဖို့ကောင်းတဲ့ကားပေါ့ဘာဖြစ်တော့အခုအမျိုးလေးကြည်ကြရတယ်တော့ဘောက်ကိုကြည်ကြရတော့အများလို့ဟုတ်ကျွန်တော်ကလည်းမျိုးလုပ်ခွင့်ရတာတွေများတာလည်းသာလို့ရှိရင်ကျွန်တော်ကိုပေးတဲ့ opportunity ပေါ်မှာဒီစကားရဲ့တထောင်တနေရာဖြစ်တဲ့ကိုယ့်ရဲ့အခန်းကဏ္ဍမှာတာဝန်ကျေဖို့အတွက်ကိုပဲကျွန်တော်ကတော့ရှေ့ရှုပါတယ်အဓိကမှာဟိုဘေးဝိုင်းရင်းသေးဆောင်တွေလည်းပါတယ်တကြောင်မျိုးဝိုင်းရင်းသေးဆောင်တွေရဲ့အဲဒီဘယ်လိုပါဥဆောင်မှုတော့ကနေပဲကျွန်တော်တို့အငယ်တွေလိုက်သွားရုံပါ ်လို့တမင်းကြီးကျင်လာတော့တော့ဒါကြတတ်တာကလို့ပြောတာဒီမှာရတာဆိုတဲ့ခံစားပါဥစ္စာမှာတော့ခံရလို့နေတယ်။အခုဥစ္စာမှာတော့ဥစ္စာရဥစ္စာပဲပေါ့နော်။ဥစ္စာဆိုလို့ရှိရင်တော့ကျွန်တော်ကအာအရှိမှာဟာတာကနှစ်ကားသုံးကားလောက်ส่งပြီးကြတဲ့ဥစ္စာပါလာပြီဆိုတော့ねအဲ့ပလော့တွေအကုန်ဇက်ကားတိုင်းမှာသူ့ပလော့တွေအကုန်လုံးပြုတ်တယ်။အရန်ကောင်းတယ်။အဲ့တော့ဥစ္စာဆိုလို့ရှိရင်ねကျွန်တော်ရေခွင်းပေါ်ရောက်တဲ့ခါကျလို့ရှိရင်ねကျွန်တော်တို့တင်ပြီးတယ်။ ကျွန်တော်တို့အဓိကကတော့ဟာသနဲ့ပတ်သက်ပြီးလုံဆောင်တဲ့ခါကြလို့ရှိရင်ကို့မှာ experience မရှိတဲ့ခါကြတော့ကျွန်တော်တို့ဟာသအမှုပညာရှင်တွေဒီကိုတကယ့်ကိုအရေးကြီးပြွားတဲ့ဥမာဥခင်လိုင်းတို့ဥစင်မားတို့အပြီးကိုတွက်လက်တို့တခြားရှိရှိတဲ့ပုံစံပေါ်မှာကြုံတဲ့လူရှိရနေကျွန်တော်တို့ပညာရည်သင်ယူရတာပေါ့နော်ကြုံလာတဲ့လူပေါ်မှာသူတို့တွေရဲ့သင်ကြားပေးမှုတွေကိုကျွန်တော်တိကျမှတ်ထားတယ်အပြီးရှိကျွန်တော်တို့ရဲ့ကိုပိုင်ပုံစံဖြစ်အောင်ကျွန်တော်တို့ကပြန်လဲပြီးတော့မွေးယူရတာပေါ့အဲ့လိုမျိုးအခုတော့ဒီမကဘူးငါတို့ကတရားမှုတွေငါတို့ကသိဆောင်မှုတွေဒီနေ့ကြတော့ တဲ့မှာတော့ဝါဒဟာပြီးအဲ့ရာအဲ့လိုဖြစ်မှာဟုတ်ကဲ့ကျွန်တော်တို့ကဒီအမှုပညာရှင်တွေဆိုတာကပြိတ္တရဲ့လက်ခုပ်တန်တွေပြိတ္တရဲ့ရည်မောပျော်ရွှင်တာတွေပဲဖြစ်ပြိတ္တရဲ့အားပေးမှုတွေကကျွန်တော်တို့တို့ကဒါကိုပဲကျွန်တော်မှတ်မောခဲ့တာလေနော်ဒီကေရုံတွေပြသတဲ့အခါမှာလည်းပဲတကယ်ပြိတ္တတွေနဲ့တူတူကြည့်ရပြီးတော့ပြိတ္တတွေအားအရန်အားပေးတဲ့အတွက်ကြောင့်မလို့အရန်ကိုပျော်ရွှင်ရပါတယ်ကျွန်တော်တို့လည်းရှေ့ဆောင်မဲ့လမ်းတွေမှာအားတွေပိုရှိပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ကပိုပြီးစူးစမ်းနေပါတယ်အားလုံးကျေးဇူးများတင်ပါတယ်